ရှင်ပြေးဆောင်မှာကျွန်တော်နေတယ်ရှင်ပြေးဆောင်ဒီညာဘက်ဆင်းလိုက်လို့ရှင်စားတယ်ကွန်မြူနတီကိုစားတွေ့တော့အာကျွန်တော်ကွန်မြူနတီကိုအကောင်းစားအခြေဆုံးတိတ်ချာကြည့်တယ်ကျွန်တော်အရန်သဘောကျတယ်မင်းသားလေးမင်းသားတော့ကွန်မြူနတီကပြင်မာလဲတော်တော်လေးလဲချောတယ်အရန်သဘောကောင်းတယ်ကွန်မြူနတီကိုရှင်ဘက်ကိုဆွဲပြီးတော့ပြောရတဲ့အခန်းဆိုရင်ဒါကျွန်တော်တော်တော်အားနာတယ်ဟိုအကိုကရော့နော်လို့ဆိုတော့ပြောအာညီလေးအေးဆေးရတဲ့ဒါ identity ခန်းကောင်းအောင်ဖို့အတွက်ပဲဆိုတော့အဲ့လိုစိတ်နဲ့ပဲလုပ်ခဲ့ကြတာဆိုတော့ကွန်မြူနတီနဲ့အတူတူသရုပ်ဆောင်တာ တော်တော်လေးစိတ်ချမ်းသာဖို့လည်းကောင်းအာအခုဒီဗမ်းမြန်နေရဥယျာဉ်မှုရုပ်ရှင်ကာကြီးကစသချင်းကန်လန်းလာတော့သူကဒီမိုးကျိုးဆိုတဲ့ကာရိုက်တာအပြင်နောက်ထပ်တစ်ခုရှိသေးတယ်နောက်ထပ်တစ်ခုရှိတော့အခု choice လုပ်ခိုင်းတော့ choice လုပ်ခိုင်းတော့ဒီဟာကဒီမိုးကျိုးဆိုတဲ့ကာရိုက်တာကဒီဝတ္ထုထဲမှာကသူကတကယ်ဝတ္ထုထဲမှာဒီကာရိုက်တာကမပါဘူးမပါဘူးသူကထတ်တိုးလို့ပုံစံမျိုးနဲ့သူက ဒီဇာလန်းလေးပို့ပြီးတော့ဟိုလှုပ်သွားအောင်ပို့ပြီးတော့ဟိုပရိသတ်ပို့ပြီးကြည်ကောင်းတဲ့ပုံစံမျိုးဖြစ်သွားအောင်ဆိုရဲပုံစံမျိုးနဲ့ဒီထတ်တိုးကာရိုက်တာနေလေသူကမိုးဂျိုးလဲသူကဝိထုရံမပါဘူးနောက်တစ်ယောက်ဟိုဟာထွေး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 ဟိုဟာညီမလေးစိုးပြေစိုးပြေကာရိုက်တာဆိုရဲအဲ့လိုပဲဒီကားမှာဇန်ညုံးအနေနဲ့ creation လုပ်တာတော့ပေါ့တုံးတော့စီရနေအတူငွေအတူငွေဆိုပြီးတော့ကောက်ဘာတောင်မှရှိအခုကြည့်မြဲယူအောင်ရှိဘူးကိုမြင့်မြတ်ကဟိုဟိုးရင်တည်းကအရန်ကြိုက်ခဲ့တဲ့မင်းသားကြီးမင်းသားဆိုတော့ အဲ့ဒါနဲ့ဒီ character လေးကိုလက်ခံပြီးရိုက်ကူးပြသွားတယ်စုံတဲ့ဘတ်တက်ကမြောက်အသေးဆုံးနဲ့ပြီးသွားတော့ဒီမိုးကျိုးဆိုတဲ့ character ကဟို van တော့သူကမဟုတ်ဘူးဒါပေမဲ့သူကဟိုစိတ်ကြမ်းတယ်ပြီးတော့သူအတော်သားဆိုတော့အဲ့လိုမျိုးဟိုရုပ်ကလည်းတိတ်မလှောက်အဲ့လိုအသားညူညူနဲ့အဲ့လိုသူစိတ်ကြမ်းတယ်တခုဆိုဒေါသလည်းတအားကြီးတယ်အဲ့လိုဒါပေမဲ့သူ့မှာဟိုသူကသူ့ရဲ့ပိန်ကိုဇေယိုက်ကိုကကြမ်းတာပေါ့နော်ဒါပေမဲ့သူကစိတ်ကောင်းရှိတာဆိုတော့စိတ်ကတော့သူကဟိုသူဟို တစ်ဖက်လူရဲ့ကာရိုက်တာပေါ်မူတည်ပြီးတော့ तू ကတစ်ဖက်လူကစိုးတယ်ဆိုတော့ तू ကအိုက်တပ်ပို့စိုးရမယ်တစ်ဖက်လူကကောင်းတယ်ဆိုလို့ရှိရင် तू က तू လည်းကောင်းမှုပွင့်မလေးဘူးအဲ့လိုပုံစံမျိုးပေါ့အဓိကတော့ तू ကဒေါသကြီးရယ်စကလုံးနေကြမ်းတယ်ပေါ့ဒါပေမဲ့ဟိုလိုမျိုးစိတ်ပုတ်တဲ့လူတော့မဟုတ်ဘူးဒီရုပ်ရှင်ကာရိုက်တဲ့မှာဒီအကို heavy လောက်ရတဲ့အခန်းအဲ30လောက်ရှိမယ်30လောက်ရှိမယ်20 30လောက်ရှိမယ်အဲ့ဒီမှာကပြောရတဲ့စကလုံးနေပြီးတော့ဒီအကိုနဲ့နှင်းနေပြီးတော့ကိုမြင့်မြန်နေအဲ့လိုစုံတဲ့အခန်းတွေမှာအဲ့လို ော်တော်လေးအော်ရတယ်အော်ပြီးတော့စကားတွေဆိုလဲအဲ့လိုတော်တော်လေးကကြမ်းကြမ်းပေါ့နော်အဲကကြမ်းကြမ်းဆိုတာဟိုလိုမျိုးအရန်ရိုင်းတာတော့မဟုတ်ဘူးသူကသူကတစ်ဖက်လူကိုနည်းနည်း तू ပြောတဲ့စကားလုံးကတစ်ဖက်လူရဲ့နားထဲမှာလိုကန့်နိုင်ပြီပေါ့အဲ့လိုမျိုးနည်းနည်းကြမ်းတယ်ပေါ့နော်ကြမ်းတယ်ပေါ့အဲ့လိုပုံစံမျိုးနဲ့ तू ကဟိုဇက်ကလည်းကြမ်းတယ်ဗဇက်ကလည်းအော်စကားပြောရင်အော်ဟစ်ပြီးပြောတယ်ဆိုတဲ့ပုံစံမျိုးဆိုတော့အဲတော်တော်လေးတော့ဟိုစိန်ခေါ်မှုများခဲ့ပါတယ်နော်အခုတက်တာတော့ဒါ တော်တော်စန့်ကျင်ပါပဲနော်အာဟုတ်တယ်တော်တော်လေးစန့်ကျင်ပါပဲဟောတော့အဲကျွန်တော်အပြင်မှာလဲအဲ့လိုစကားကိုရန်လိုအပ်မှပဲပြောတာပေါ့နော်မလိုအပ်ဘူးဆိုတော့ကိုယ့်ကိုစဉ်းစားနေတယ်အဲ့လိုကိုပြောလိုက်တဲ့စကားတခုကဟိုသူများစိတ်ညစ်သွားမယ်ဆိုရင်မပြောတော့ဘူးကိုယ့်ကိုယ်ပဲတယောက်တည်းစိတ်ထဲမှာပြောလိုက်တော့တာအဲ့လိုမျိုးဆိုတော့ဒီအဲဒီ character ကလုံးဝတော်တော်လေးထူကြပါတယ်ကိုမင်းမြတ်ကိုစားတွေ့တော့အဲကျွန်တော်ကိုမင်းမြတ်ကိုခေါင်းစားခြေစုံတိတ်ချကြည့်တယ် ကျွန်တော်အရန်သဘောကြတယ်မင်းသားလေးအဲ့တော့ဘုံရွက်ကပြင်ပါလေတော်တော်လေးလဲချောတယ်အရန်သဘောကောင်းတယ်အရန်သဘောကောင်းတယ်ပြီးတော့ဒီကျွန်တော်တို့ကိုလည်းလက်တွဲခေါ်တယ်ပြီးတော့ကိုမင်းရွက်ကိုလည်းကျွန်တော်ကစတွေ့တယ်ဟာအကိုကကျွန်တော်လိုရာရှိရင်တင်ပေးပါလို့ဆိုတော့အကိုကသူလိုရာလိုရာရှိရင်သူပြောပါတယ်လိုရာရှိရင်သူပြောတယ်ပြီးတော့အတူတူ item လက်တွဲလုပ်တဲ့ခါမှာလဲတကယ်ဟိုတကယ်ညီကိုညီကိုအခုမှစုံမှုတဲ့ကာမဟုတ်ပဲနဲ့အရင်ကစကားတွေအများကြီးရိုက်ခဲ့ဖို့တလို့မျိုးပဲရင်းနှီးနှီးနဲ့ဟိုလုံးဝ ေးဖို့ဆောင်ရတော့တော်တော်လေးပျော်ဖို့ကောင်းတယ်ပြီးတော့အဲ့တခန်းမှာကိုင်းမြတ်ကိုရှင်မကိုဆွဲပြီးတော့ပြောရတဲ့ခန်းဆိုရင်ဒါကျွန်တော်တော်တော်အားနာတယ်ဟိုအကိုကရော့နော်လို့ဆိုတော့ပြောအာညီလေးအေးဆေးရတဲ့ဟာဒါ identity ခန်းကောင်းအောင်ဖို့အတွက်ပဲဆိုတော့အဲအဲ့လိုစိတ်နေပဲလုပ်ခဲ့ကြတာတော့ကိုမင်းမြတ်နဲ့အတူတူသေးဖို့ဆောင်ရတာတော်တော်လေးစိတ်ချမ်းသာဖို့လည်းကောင်းတယ်ပြီးတော့အကိုစီကလည်းပညာရည်လည်းအများကြီးရတယ် ဆိုတော့ကိုကြီးကိုမင်းရဲ့ရေဘက်ကိုဆိုးလိုက်တဲ့အခန်းဆိုရတာဒီချိန်ထဲနဲ့ဝမ်းဆင်းဝက်ကလာမကောက်တော့ဘူးအဲလောက်ရတယ်အဲ့ခန်းက၄ငါးခေါက်လောက်လောက်ရတာ၄ငါးခေါက်လောက်လောက်ရတော့အာနာရောဘောနော်မီရှိုးဒါကြည့်ပြီးရတယ်လို့ပြောချင်ပါဘောအကယ်ဒမီမန်းနေတဲ့ဒါဘောနော်အပုပ်ပေါ့ကိုရပြည်သက်တွေကအဲ့လိုဒီစကားသက်လေးကြားတဲ့အခါမှာအပုပ်ဘယ်လိုပြောချင်အဲအဲ့မော့အဲဒီကားရိုက်နေစဉ်အတွင်းမှာရောအခုမနေ့က family show ပြပြီးတော့လေအဲ့လိုတချို့ ်မိတ်ဆွေတွေပရိသတ်တွေကြီးကဒီလိုမျိုးအတန်လေးကြားရတဲ့အတွက်ဝမ်းသာပါတယ်အကယ်ဒမီစုဆိုတာအင်မတန်ဟောပါဗောတင့်တော်တဲ့အချိန်ထိုက်တန်တဲ့အချိန်အမှရမှာဆိုတော့မျော်လင့်သလားဆိုတော့အမှန်တိုင်းပြောရရင်တော့အနုပညာသမားတိုင်းဒါလိုချင်တဲ့စုပဲလေဒါပေမဲ့ကိုယ်နဲ့ထိုက်တန်ရင်တင့်တော်ရင်တော့ရမှာပေါ့ကိုယ်နဲ့မထိုက်တန်သေးရင်တော့လည်းမရဘူးပေါ့အဲကျွန်တော်တေယောဆောင်နက်ကတ်ကိုဒီနေ့ဒီချိန်ဒီချစ်ပေးကြရတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ် အဲကျွန်တော်ရဲ့အမှုပညာလမ်းကြောင်းမှာကျွန်တော်အခုဒီရောက်နေတဲ့အခြေအနေရောဟိုးအရင်ကျွန်တော်ဒီစဇလန်းတွေစရိုက်ခဲ့တဲ့အခြေအနေမှာရောကျွန်တော်ဘေးနားမှာအများနဲ့ရှိပေခဲ့တဲ့ပြည်သက်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရောကျွန်တော်ရဲ့မိသားစုရောဟိုတေချာချစ်ပေးရဲ့ပြည်သက်ကိုလည်းကျွန်တော်ကလည်းချစ်ပါတယ်လို့ကျွန်တော်ဒီတက်ပို့ပြီးတော့ဟိုကောင်းပွန်နဲ့အရေးသွေးကောင်းတဲ့အမှုပညာအလုပ်တွေကျွန်တော်အများကြီးဖန်တီးတော့ပါအောင်မယ်ပြည်သက်ကြီးအားလုံးကျမ်းမာချမ်းသာပါလိမ့်ခင်ဗျာ